မင်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့ သားတို့သမီးတို့ကိုမြန်မာစာသင်ကြားပေးမယ်ဒီချက်မြစ်ဖြစ်ပါတယ်ဒီနေ့အခန်း၃ဘ ഹു တ္တတိမှတ်ပွဲစကေဘုံပုံမြင် သင်ကြားမယ်ဆိုတဲ့သင်ခန်းစာလေးမှကကြီးဖုံးပြောခြင်းသင်ခန်းစာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ် ့သမီးတို့ဖုံပြောဘူးကြလားပြောဘူးတာပေါ့ဘသူတွေနဲ့ဖုံပြောဘူးလေဟုတ်တာပေါ့ဖေဖေမေမေဖိုးဖိုးဖွာဖွာဥဥတော်တော်နဲ့တငယ်ချင်းတွေနဲ့ဖုံပြောဘူးတာပေါ့ဒီချက်ကပြောပြမယ်ပထမဦးဆုံးပြောချင်တဲ့သူကဘသူပါလဲဆိုတာကတစ်ဖက်ဖုံပြောတဲ့သူကိုပြောပြရမယ်ပြီးရင်မိမိဘသူဆိုတာကိုလည်းပြောပြကြရမယ်ပြီးမှမိမိပြောချင်တဲ့အကြောင်းအရာကိုပြောရမယ်အဲ့ဒီတော့ ဖုန်းပြောတဲ့သင်ခန်းစာလေးကိုစလိုက်ကြရအောင်။ Hello ။ကောင်းမြတ်တို့အင်္ဂါပါလားခင်ဗျာ။ဟုတ်ပါတယ်။ဒေါ်လီယာသူ့မိပါ။ခုဆက်တာပြုလဲကွယ်။ဒါသူ့တငယ်ချင်းမင်းမင်းပါခင်ဗျာ။ဒီနေ့သူ့ကြောင်းမတက်လို့သူ့ကိုပြောစရာရှိလို့ပါ။အော်ဟုတ်လား။သူ့နေမကောင်းလို့ကြောင်းမတက်နိုင်တာပါ။တောင်းကိုခေါ်ပေးမယ်နော်။ Hello မင်းမင်းငါပါ။အကောင်းမြတ်နေကောင်းပြီလား။အေးတက်တာပါတယ်။ ငါမင်းကိုပြောစရာရှိတယ်။ဒါမဲ့တောက်ကြနေ့မှာအတင်းလိုက်ပုံပြောင်းပြိုင်ဝဲရှိတယ်။အတူလေးချင်းရအောင်လို့အကြောင်းကြားတာ။ဘာပုံပြင်ပြောရမှာလဲတကယ်ချင်း။ကြောင်ကလေးရှိပါပုံပြင်ကိုတရားဆောင်ပြီးပြောရမှာကွာ။ဟုတ်လားစိတ်ဝင်စားစရာပဲ။ငါတို့တူတူလေးချင်းကြတာပေါ့။ကျေးဇူးတင်ပါတယ်တကယ်ချင်း။ဒါပဲနော်ဖုန်ချလိုက်တော့မင်း။ကဲတအားတို့သမီးတို့ကိုဖုန်ပြောချင်းသင်ခန်းစာလေးကိုတင်ကြားပေးလိုက်တော့တအားတို့သမီးတို့ကလည်း ဖုံးပြောတာဘလို့ပြောရတယ်ဆိုတာကိုတားတို့တမီးတို့လည်းနားလေသဘောပေါက်သွားတယ်။မိမိဖုံးပြောတဲ့အခါမှာလည်းအသက်အရွယ်ကိုလိုက်ပြီးရင်းရင်းကြီးကြီးပြောဆိုတတ်ရမယ်ဆိုတာကိုလည်းတားတို့တမီးတို့သိသွားတယ်။အဲ့တော့ဒီနေ့တော့ဒီချဲရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။နောက်တစ်ချိန်နောက်သင်ခန်းစာတွေမှာပြန်လည်ပြီးတော့တွေ့ကြမယ်နော်။ဒီချက်အခုပြောပြမယ်ပုံမြင်လေးကတော့ပုံနေမြဲ ကြားနေမြဲစကားပုံ ပုံပြင်လေးဖြစ်ပါတယ်။ပုံပြင်မှာဇက်ဆောင်တို့ရဲ့ဇရိုက်တဘာဝတို့သိရှိနားလည်ဖို့ရယ်ပုံပြင်မှာတဆင့်စကားပုံဖြစ်ပေါ်လာဖို့သိရှိနားလည်ဖို့ဖြစ်ပါတယ်။တခါတော့ကမောင်ပိုးဆိုတဲ့လူငယ်လေးတယောက်ရှိတဲ့သူဟာ နေ့စဉ်မှန်မှန်လဲထွန်သွားရင်နဲ့လေရောနားမှာရှိရဲ့တောအုပ်ထဲကနေပြီးတော့ကြားလေးတကောင်နဲ့မိတ်ဆွေဖြစ်သွားတဲ့တနေ့တော့ကြားကမောင်ပို့ရွာထဲလိုက်လဲလဲခြင်းနဲ့လို့ပြောတယ်မောင်ပို့ကြီးမင်းတို့ရွာကိုငါတစ်ခါလောက်လိုက်လဲခြင်းနဲ့ကွာအေးပါကွာနောက်တော့ခေါ်ပါမယ်အဲ့ဒီညမှာပဲကြားဟာရွာထဲကိုဝင်းပြီးတော့နွားတကောင်ဝင်ဆွဲသွားတဲ့ရွာသားတွေကလည်းကြားကိုထောင်ဖမ်းဖို့ကြားလာတဲ့လမ်းကြောင်းမှာ ထောင်ချောက်ဆင်ထားလိုက်တဲ့ဒါကိုမောင်ဘွားတိတော့ကြားကိုဒီညရွာထဲကိုမလာဘူးတတိပေးလိုက်တဲ့ဒါပေမဲ့ကြားဟာမောင်ဘူးရဲ့စကားကိုနားမထောင်မနဲ့ရွာထဲကိုဝင်လာတော့ထောင်ချောက်ထဲမှာမိသွားတာပေါ့တငယ်ချင်းဖြစ်တဲ့မောင်ဘွားကြားကိုမြင်တော့တနာပြီးတော့ရွာကရွာသားတွေမသိအောင်ထောင်ချောက်ထဲကနေလွှတ်ပေးလိုက်တဲ့ကျေးဇူးကန်းတဲ့ကြားဟာလွတ်လွတ်ချင်းပဲ ုတော့မင်းဟာငါအစာဖြစ်သွားပြီမင်းကိုစားတော့မယ်အိုးဒီလိုမလုပ်ပါနဲ့ငါမင်းကိုကဲခဲ့တာလေကျေးဇူးရှင်ကိုမင်းမပြမတင်ဘူးလိုးနဲ့ငင်းခုံရင်ဘသူမှန်းနဲ့မှားတယ်ဆိုတာကိုဆုံးဖြတ်ပေးတဲ့သူကိုရှာကြမယ်ဆိုပြီးတော့ထွက်လာခဲ့ကြတယ်ပထမဦးဆုံးနွားကောင်းရိုးကို တွေ့တော့ငါသခင်ကငါ့ကိုညစ်ပေါင်းများစွာခိုင်းရဲ့ငါအလုံးမလုံးနိုင်တော့သူတို့ကငါ့ကိုတတ်စားကြတယ်ဒါကြောင့် လူဖြစ်တဲ့မောင်ဘိုးကိုစားတဲ့နဲ့မောင်ဘိုးကိုစားတဲ့နဲ့လို့ဆုံးဖြတ်ချက်ချလိုက်တဲ့မောင်ဘိုးကကြားကိုငါကတော့မင်းတက်ကိုကဲခဲ့တာပါကွာငါ့ကိုမစားတင်ဘူးတခြားတယောက်ကိုဆုံးဖြတ်ခိုင်းကြည့်ပါကွာတောင်းမန်းပြီးညောင်ပင်ကြီးတပင်စီကိုသွားခဲ့ကြတယ်ညောင်ပင်ကြီးကလည်းလူတွေကငါ့ရိတ်ကိုခိုးလုံယုံမကငါ့အကိုင်းတွေကိုလည်းချိုးယူကြတယ်ဒါကြောင့်မောင်ဘိုးကိုစားတဲ့နဲ့မောင်ဘိုးကိုစားတဲ့နဲ့လို့ဆုံးဖြတ်လိုက်တဲ့ ဲ့အခါမှာငါ့ကိုနောက်ဆုံးအခွင့်အရေးပေးပါကွာမောင်ပိုကနောက်ဆုံးတွေ့တဲ့ယုံပညာရှိကြီးကြီးမှာအဆုံးဖြတ်ခံယူကြတာပေါ့ယုံပညာရှိကသူတို့ရဲ့ပြောစကားကိုနားထောင်ပြီးတော့မောင်ပိုနဲ့ကြားကိုလက်တွေ့ပြဖို့ခိုင်းလိုက်တဲ့ဒီဖြစ်ပျက်ကိုအဆုံးဖြတ်ပေးနိုင်ဖို့ထောင်ချောက်မိခဲ့တဲ့နေရာကိုသွားကြမယ်လာကြဒီတခါကြားကထောင်ချောက်ထဲကိုဝင်ပြီးတော့မောင်ပိုကထောင်ချောက်အပြင်ဘက်မှာနေလိုက်တဲ့ ယုံပညာရှိကမောင်ပို့ကိုထောင်ချောက်အမြန်ပိတ်ခိုင်းပြီးတော့ပူနေမြဲကြာနေမြဲနေစေပူနေမြဲကြာနေမြဲနေစေလို့အဆုံးဖြတ်ပေးလိုက်တယ်ဒီလိုနဲ့ပူနေမြဲကြာနေမြဲစကားပုံလေးတော့ပေါ်ပေါက်လာတာပေါ့ကွယ်ပုံမြင်လေးရဲ့အကြောင်းအရာကိုသားတို့သမီးတို့သိရှိသွားပြီပေါ့နော်ပုံမြင်ထဲမှာပါတဲ့စကားပုံလေးရဲ့အတိတ်ပဲကတော့မောင်ပူနဲ့ကြာဟာမူလအနေမြဲအတိုင်းဖြစ်သွားကြတယ်လို့ ူလအနေထားကိုမပြောင်းလဲပဲငကိုအတန်းရှိနေတာကိုပုံနေမြဲကြားနေမြဲလို့ဆိုလိုပါတယ်။ဟဲ့တော့သားတို့သမီးတို့ကပုံနေမြဲကြားနေမြဲဆိုတဲ့စကားပုံလေးရဲ့အဓိပ္ပာယ်ကိုတော့သိရှိသွားပြီဖြစ်မှာပေါ့။ဟဲ့တော့သားတို့သမီးတို့လည်းသိရှိသွားပြီဆိုတော့နောက်တစ်ချိန်မှာတခြားကိုသိတဲ့စကားပုံလေးတွေကိုလည်းပြောကြရအောင်